အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့လေရင်သင်းမောတွေပျောက်ဆုံးခဲ့တဲ့ပင်လယ်ထဲကဘာမြူဒါတွေ့ကန်ဘာမြူဒါတွေ့ကန် Bermuda Triangle ဆိုတာကမ္ဘာပေါ်မှာလှုပ်ဝက်ဆန်းကျင်မှုတွေနဲ့အကျော်ကြားဆုံးနေရာတစ်ခုပါ အတ္တလန်နိတ်သမုဒ္ဒရာရဲ့အနောက်မြောက်ဘက်မှာတည်ရှိပြီးဖလော်ရီဒါ၊ဘာမျူဒါကျွန်းနဲ့ပေါ်တိုရီကိုဆိုတဲ့၃နေရာကိုဆက်ထားတဲ့တီကန်ဘုံ area တစ်ခုပါဒီနေရာကိုမယန္တာတီကန်လို့တောင်တင်စားကြတယ်ဘာကြောင့်လဲဆိုတော့ဒီမှာတင်မောလေရင်တွေထူးဆန်းစွာပျောက်ဆုံးမှုတွေအကြိမ်ကြိမ်ဖြစ်ခဲ့လို့ပါ Flight set ကိုဘာမျူဒါတီကန်ရဲ့အကြောကြားဆုံးပျောက်ဆုံးမှု1945ခုနှစ်ဒီဇင်ဘာ5ရက်နေ့ဒုတိယကမ္ဘာစစ်ပြီးစအချိန်မှာ အမေရိကန်ရေတပ်ရဲ့လေယာဉ်၅ဆင့်အတိအကျဆို Flight 16လို့ခေါ်တဲ့လေ့ကျင့်ရေးတာဝန်တစ်ခုကဘာမျူဒါတိကန်ထဲမှာထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်ဒီဖြစ်ရပ်ကဘာမျူဒါတိကန်ရဲ့လှုပ်ဝက်ဆန်းကျင်မှုတွေကိုကဘာကျော်ဖြစ်စေခဲ့တဲ့အတိကဇလန်တပုတ်ပါဒီဖြစ်ရပ်ကိုအသေးစိတ်တူးဆွတ်ကြည့်ရင်လူတိုင်းကိုအံ့ဩထိတ်လန့်စေမှာတေးချပါတယ်ဘာတွေဖြစ်ခဲ့သလဲဒီဇင်ဘာ9ရက်မွန်းလွဲ2နာရီမှာ Florida ပြည်နယ် Fort Lauderdale ကရေတပ်လေကြောင်းစခန်းကနေ တောင်းငယ်ဘင်းကျဘုံကျဲလေရင်ငါဆင်းထွက်ခွာခဲ့ပါတယ်ဒီလေရင်တွေကိုလေ့ကျင့်ရေးအနေနဲ့ဘာမြူဒါတိကန်ဧရိယာထဲမှာပုံမှန်လမ်းကြောင်းတစ်ခု ပြန်တန်းမှုစီစဉ်ထားတာပါလေရင်မှု၁၄ရောက်အဲ့ဒီထဲမှာအတွေ့အကြုံရှိတဲ့ဒူဘိုချုပ်ချာစတီလာချောလ်စ်တေလာပါဝင်ပြီးသူကအဖွဲ့ကိုဥဆောင်ခဲ့ပါတယ်မစ်ရှင်ကရွေးရှင်းပါတယ်ဘုံကျဲလေ့ကျင့်မှုလို့တိကန်ပုံလမ်းကြောင်းအတိုင်းပြန်တန်းပြီးစခန်းကိုပြန်လာမယ်ဒါပေမဲ့ဒီလိုရိုးရှင်းတဲ့အစီအစဉ်ကဘလို့မှမထင်မှတ်ထားတဲ့အဖြစ်ဆိုးကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ လေရင်တွေထွက်ခွာပြီး나이ဝက်လောက်ကြာမှရာသီဥတုအနှဲငယ်ဆိုးလာခဲ့ပေမဲ့အနည်းရရှိတဲ့အခြေအနေတော့မဟုတ်သေးပါဘူး။ဒါပေမဲ့မိုးလွယ်3နာရီလောက်မှာဒူပိုချုပ်တီလာကထိန်းချုပ်စင်တာကိုရေဒီယိုနဲ့အဆက်အသွယ်လုပ်လာပါတယ်။သူပြောတဲ့စကားကလူတိုင်းကိုကြက်တီးထားစေခဲ့တယ်။ကျွန်တော်တို့ဘယ်မှာရောက်နေလဲမသိတော့ဘူး။အိမ်မြောင်တွေနှစ်ခုလုံးအလုံးမလုံးတော့ဘူး။ အရာအားလုံးထူးဆန်းနေတဲ့ပင်လယ်ကြီးတောင်ပုံမှန်မဟုတ်တလို့ဖြစ်နေတဲ့ဒီစကားကိုကြားတော့ထိ ंछ ုပ်စင်တာကလူတွေအံ့ဩသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့တီလာကအတွေ့အကြုံရင်လေရင်မှုတယောက်ဒီလိုလမ်းပြောက်မှုမျိုးသူ့အတွက်ဖြစ်နိုင်စရာအကြောင်းမရှိဘူး။ထူးဆန်းတဲ့အဆက်အသွယ်နဲ့ပျောက်ဆုံးမှုဗီဒီယိုအဆက်အသွယ်ကပြက်တောင်းပြက်တောင်းဖြစ်လာခဲ့ပါတယ်။တီလာရဲ့နောက်ဆုံးစကားတွေတဲကတခုက ကျွန်တော်တို့ဖလော်ရီဒါရဲ့အရှိတ်ဘက်မှာရှိတဲ့နယ်ဒါပေမဲ့ဘာမှမတွေ့ဘူး။ အဖြူရောင်ရပြီးပက်လယ်မှာဝိုင်းနေတယ်လို့ပဲဒီနောက်ဗီဒီယိုအဆက်အသွယ်လုံးဝပြတ်သွားခဲ့ပါတယ်။လေရင်၅ဆင်းလုံးလူဆက်၄ယောက်ရုတ်တရက်အစအနမကျန်ပျောက်သွားခဲ့တယ်။ဒါကိုပိုထိတ်လန့်စရာကောင်းစေတာက သူတို့ကို ရှာဖို့ထွက်လာတဲ့ကယ်ဆယ်ရေးလေရင်တစ်စင်းမာတမိုင်းလို့ဆိုတဲ့လေရင်ကြီးတစ်စင်းပါအဲ့ဒီနေ့မှာပဲပျောက်ဆုံးသွားခဲ့တာပါ။အဲ့ဒီလေရင်မှာလူဆက်၃ယောက်ပါဝင်ခဲ့ပြီးစုစုပေါင်းလူ28ယောက်လေရင်6ဆင်းတနေ့ထဲမှာဘာမြူဒါတိကန်နဲ့ပျောက်ခဲ့ပါတယ်။ဘာကြောင့်ဒီလောက်ထိတ်လန့်စရာလဲ။ အစအနမတွေ့တာဒီလေရင်တွေပျောက်ပြီးနောက်အမေရိကန်ရေတပ်ကရေပောင်းများစွာကယ်ဆယ်ရေးလုပ်ခဲ့ပါတယ်။တင်မော20ကျော်လေရင်200ကျော်နဲ့ area studio မိုင်တောင်းချီရှာခဲ့ပေမဲ့လေရင်ပိုင်းစစီယူထားတဲ့အမှတ်အသားဘာတစ်ခုမှမတွေ့ခဲ့ပါဘူး။ပင်လယ်ထဲပြုတ်ကျရင်တောင်တစ်ခုခုတော့ကြံရမှာမဟုတ်လား။ဒါပေမဲ့ဘာမှမကြံခဲ့ဘူး။ထူးဆန်းတဲ့အခြေအနေတီလာရဲ့စကားတွေကအဖြူရောင်ရာရီဆိုတာပါလေ။တချို့ကဒါကိုထူးဆန်းတဲ့မြူခိုးတွေဒါမှမဟုတ်တဘာဝလုံဖြစ်စဉ်တစ်ခုလို့ယူဆကြတယ်။ ိမ်မြောင်နှစ်ခုလုံးတပြိုင်တည်းပြတ်သွားတာကလည်းမဖြစ်နိုင်လောက်တဲ့အဖြစ်ပါကယ်ဆယ်ရေးလေယာဉ်ပါပျောက်တာ Modern Mariner လေယာဉ်ကြီးကပောက်ကွဲမှုဖြစ်နိုင်တယ်လို့တချို့ကယူဆပေမဲ့ဘာကြောင့်အစအနမကျန်တာလဲဆိုတာရှင်းမပြနိုင်ခဲ့ပါဘူးဒါကဘာမြူတာတိကံရဲ့လှုပ်ဝက်ဆန်းကျင်မှုကိုပုံမြင့်တင်ပေးခဲ့တယ်ဘာတွေဖြစ်နိုင်ခဲ့လဲဒီဖြစ်ရပ်ကိုရှင်းပြဖို့ theory ပေါင်းများစွာထွက်ပေါ်ခဲ့ပါတယ်သူလူသားမှာ တချို့ကတေးလာလမ်းပျောက်သွားတာကိုအပြစ်တင်ကြတယ်ဒါပေမဲ့သူ့ရဲ့အတွေ့အကြုံကိုကြည့်ရင်ဒါကမဖြစ်နိုင်တော့ဘူးလို့ဆိုကြပါတယ်။နှစ်အရာဒီဥဒုအဲ့ဒီနေ့မှာမုံတိုင်းတတိလေးရှိခဲ့ပေမဲ့လေရင်ငါးဆင်းလုံးကို ဖြက်စီးပစ်လောက်တဲ့အင်အားမရှိခဲ့ပါဘူး။သုံးတဘာဝလုံဖြစ်စဉ်တချို့ကဘာမြူဒါတိကံမှာတန်လိုက်စကွင်းပြောင်းလဲမှုတွေဒါမှမဟုတ်အာကာသတွေကထူးဆန်းတဲ့စွမ်းရည်တွေကြောင့်ဖြစ်တယ်လို့ယူဆကြတယ်တချို့ကတော့ဒီနေရာမှာအာကာသစကူလုံး UFO တွေရဲ့လှုပ်ရှားမှုလို့တောင်ပြောကြပါတယ် လေးမိသိန်းတန်းငွေပင်လယ်အောက်ခြေကမိသိန်းတန်းငွေပူပေါင်းတွေပောက်ကွဲပြီးလေရင်တွေကိုဆွဲချသွားတယ်လို့သိပ္ပံပညာရှင်တချို့ကယူဆထားပေမဲ့ဒါကိုလည်းအတိအကျသက်သေမပြနိုင်သေးပါဘူးအချိန်တိုအတွင်းပျောက်ဆုံးမှုလေရင်ငါးဆင်းလုံးနိုင်အနေငယ်အတွင်းရုတ်တရက်ပျောက်သွားတာကလူတွေကိုအံ့ဩထိတ်လန့်စေခဲ့တယ်ဒီလိုမြင်မြန်ဆန်းဆန်းဖြစ်မှုမျိုးကဘာမြူဒါတိကန်ရဲ့ထူးဆန်းမှုကိုပိုဖော်ပြပေးတယ်နောက်ဆုံးစကား တီလာရဲ့အဖြူရောင်ရာတွေဝိုင်းနေတယ်ဆိုတဲ့စကားကလူတွေကိုစိတ်ကူးရင်ဆွမ်းအားပေးခဲ့တယ်ဒါကမြူကိုလာအာကာသစကူလွန်လာဒါမှမဟုတ်တခြားဘာမှမသိတဲ့ဖြစ်စဉ်လားရုပ်ရှင်ထဲမှာဒီဖြစ်ရပ်ကို close encounters of the third kind လို့ရုပ်ရှင်တွေမှာအခြေခံပြီးရိုက်ကူးခဲ့တာကပိုစိတ်ဝင်စားစရာပါယနေ့ထိမဖြေရှင်းနိုင်82ကြော်သွားပြီးပြီဆိုပေမဲ့ flight 79ဘာကြောင့်ပျောက်သွားခဲ့လဲဆိုတာဘယ်သူမှအတိအကျမဖြေရှင်းနိုင်သေးပါဘူး ဘာမြူရာတိကန်ရဲ့အကြံနဲ့ထူဆန်းမှုတွေ Fly 16ကအကျော်ကြားဆုံးဖြစ်ရဖြစ်ပေမဲ့ဘာမြူရာတိကန်မှာဒီလိုထူဆန်းတဲ့ပျောက်ဆုံးမှုတွေအများကြီးရှိခဲ့ပါတယ်ဥပမာ1918ခုနှစ်မှာ Yasekov ဆိုတဲ့ American ရေတပ်တင်မောကြီးလူ300ကျော်နဲ့အတူပျောက်သွားခဲ့တယ်1963ခုနှစ်မှာ Smarin Sulfur Queen ဆိုတဲ့ကုန်တင်တင်မောလည်းအစအနမကျန်ပျောက်ခဲ့တယ်ဒီလိုဖြစ်ရတွေကဒီနေရာကိုပိုလို့ကြောက်စရာဖြစ်စေခဲ့ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ video လေးတီးချင်သေးတယ်ဆိုရင် like and subscribe လေးလုပ်ထားပေးပါဦးဗျာ။